မင်္ဂလာပါရှင်နယူးယောက်ရဲ့ဒီအနေကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့လက်စဲကွန်ဒိုတွေကတစ်ခုဖြစ်တဲ့ Diamond Air Palace ကွန်ဒိုမှာနေထိုင်တဲ့ occupant တအုပ်ကိုဒီကွန်ဒိုမှာနေထိုင်တဲ့အတွေ့အကြုံလေးတွေကိုမေးမြန်းပြီးတော့ပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ဒီမှာနဲ့တူတူလိုက်ကြည့်ကြရအောင်နော်ငါပါရှင်မမတော့မမအကုတ်ကိုလေးမိဆက်ပြပါအောင်ရှင်။ဟုတ်ကဲ့။မနာမည်ကတော့စုယူဝင်ပါ။ဟုတ်ကဲ့မဟုတ် အမဒီမာနေတာဘယ်လောက်ကြာပြီလဲเนาะဟုတ်ကဲ့ဘယ်လောက်ကြာပြီလဲဆိုတော့2021လောက်ကနေတာဆိုတော့ပေါ့เนาะ၄နှစ်ကျော်လောက်တော့ရှိဘူးမမောင်လေးနဲ့ရောင်းမမိသားစုနဲ့နေတာပေါ့เนาะဟုတ်ကဲ့ပါရှင်ဟုတ်အရင်ကြာပြီဟုတ်ကဲ့၄နှစ်ကျော်လောက်ဟုတ်သမားသောလာကြည့်ရတော့ဒီကွန်ဒိုလန်ဆူရီကွန်ဒိုဆိုတော့ပေါ့နော်အဲလာကြည့်ဖြစ်တဲ့ facility တွေလည်းများတယ်ပေါ့နော်ပြီးတော့ကြတော့ဒီ interview လည်းရှိရဆိုတဲ့အခါကျတော့လေအဲတတရာလေးရှိရ view လေးလှတယ်ပေါ့နော်အဲလိုမျိုးလေးဖြစ်ပါတယ်ဟုတ် ရွေးချက်ပြည့်ခဲ့တဲ့အကြောင်းအရာလေးရတော့ဗောနော်ဒီမှာကပြောသလို facility ကြီး gym no swimming pool ဒီ meeting room အဲ့လို facility ကိုသဘောကျတယ်ဗောနော်ပြီးတော့ကျတော့ location ကလည်းဒီချက်ချာကြတဲ့နေရာလို့ပြောလို့ရတယ်ဗောဆိုတော့ဒီ pyramid လို့ဒီဟိုဗောနော်ကဘာကြီးဖျားလဲ ocean mine အဲ့လိုမျိုးပေါ့နော်ပြည်လန်းအဲ့လိုတောင်လျှောက်သွားရမှာရုံအလုံးအလုံးသွားရတာလည်းအဆင်ပြေတယ်။ဒါဆိုတော့ကကြတော့အဲ့ဒီဟာလေးတွေလည်းကြိုက်တယ်ပေါ့။ဆိုတော့ပြီးတော့ကြတော့အခန်းအဖွဲ့စည်းပုံတွေကလည်းဒီတခြားကွန်ထရိုးတွေမတူပေါ့နော်။ဒီဝင်လွှတ်ကောင်းတယ်လို့ခံစားရတယ်။ပြီးတော့ဒီဘယ်ကွန်နီဟိုဟိုပေါ့နော်ဝရန်ဒါဆိုလို့ရှိရင်လည်းဟိုခြားကွန်ထရိုးတွေတက်ကျဲဝန်းရှိရပေါ့နော်။နေကောင်းလေးတန်းရတယ်အဲ့ပိုင်လေးလည်းရတယ်ပေါ့နော်။အဓိကမှကြိုက်ဖြစ်တဲ့အကြောင်းအရာကကြတော့ဒီကွန်ထရိုးမှာအလွှာနှစ်ထပ်ကိုပေါ့နော်။ public compound area ပေးရဆိုတဲ့ဟာတော့တော်တော်လေးစိတ်ဝင်စားတယ်ပေါ့နော်။ ိုတခြားကွန်လုံးများများတော်တော်များများကဒီလိုမျိုး public compound area ပေးရစွာမျိုးမရှိဘူးပေါ့နော်ဒီအလောက်အထက်လိုက်ကြည့်ဘောလေဆိုတော့အဲ့ဟာလေးတွေရာလေးတော်လေးအားသာချက်ဖြစ်ပါတယ်ဟာဒီ lifestyle လေးကတော့အမအလောက်သွားပြတဲ့ရက်တွေဆိုရင်တော့ပေါ့နော်မနေ့ပိုင်းထားခြင်းမြင်ခြင်းခဏဆော့လိုက်တယ် အပြင်အလုတ်သွားပေါ့နော်အပြန်ရောက်တဲ့အချိန်ကျရင်လည်းဒီခါတလေ relax လုပ်ချင်တယ်ဆိုရင်ဒီ6လ20လလမ်းလေးပိုင်းရှောက်တယ်ပေါ့နော်ဆိုတော့ဒီရုံမသွားတဲ့ရက်ရက်တွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဆင်းဝင်ပူသုံးလဲသုံးလဲအလိုမျိုးချင်းသုံးရလေးလည်းအဆင်ပြေနေပြီးတော့ကျွန်မအဓိကဟိုအဆင်ပြေချက်ကဒီ meeting room ရှိရတဲ့အတွက်ကြောင့်ပေါ့နော်အပြင်မသွားချင်တဲ့အချိန်ဆိုလို့ရှိရင်အဲဒီအလုတ်ပူပေါ့နော်ဒီမှာ meeting room တုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲဒီဟာလေးလည်းအဆင်ပြေရပြီးတော့ကျတော့အောက်မှာ24 hour ဒီဆိုင်လေးရှိရောပို့လို့စတာလေးအောက်မှာဝယ်စားလို့ရတယ်ပြင်သွားကျရတော့အိမ်မှာပဲ relax လုပ်တာပေါ့နော် vacation ကလည်းအဆင်ပြေရေပေါ့နော်ဘာဖြစ်လဲဆိုတော့အခုဟိုဒီမှာဆိုလို့ရှိရင်ပါရမီချော်တွင်းကုန်းနဲ့နီးရေကပိုင်ဖျားလန်းပြည်လန်းပေါ့နော်ရွှေမိုင်အဲ့လိုမျိုးဆိုရတာကြတော့ပြီးတော့ဒီကန်တာဆေးရုံကိုဆေးရုံနေပါရမီဆေးရုံကိုဆေးရုံနေနဲ့လည်းနီးရေကျောင်းနေနဲ့လည်းနီးရေပေါ့နော်ကလေးတွေရှိရဆိုရင်လေပြီးတော့စားတောက်ဆိုင်နေလည်းရှိရဆိုတော့အနီးနားဝန်းကျင်မှာလိုးတလိုလေးတွားလို့ရတယ်ပေါ့နော်ဆိုတော့ location လည်းတော်တော်သဘောကျပါတယ်ဟုတ်ဟုတ် ဆေးဖြစ်တယ်ပေါ့နော် quality ကောင်းတယ်လို့ရောဟိုဘယ်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဒီငလင်းလှုပ်တော့ကလည်းလေဒီမှာတော့အပေါ်ထက်မှာထွေထူးအရင်တိတ်ဟိုမခံစားဘူးပေါ့နော်ဆိုတော့ဟိုခိုင်ခက်ခက်နဲ့တော့ဒီစောက်တာထွေထူးလက်ဖမ်းဖြစ်သွားတယ်တိတ်မကြောက်ဘူးပေါ့နော်ဆိုတော့အဲအလှအမြင်စောက်ထားပေမဲ့ဒီတော်တော်ခိုင်ခက်နဲ့ဆေးဖြစ်တယ်လို့ရောခံစားရတယ်ပေါ့နော်ဟုတ်ကျောင်းနန်းနေတော့အဆင်ပြေပါတယ်မအားလို့လိုအပ်တာလေးရှိလဲဆိုလို့ရှိရင်ဒီ complaint လေးလှမ်းပြောရင်လည်းတို့ပေါ့နော် 24 hour တွင်တော့ဆောင်ရွက်ပေးရပေါ့နော်ဆိုတော့ service ကလည်းသူ24နာရီအချိန်မျိုးပြောလို့ရဆိုတာဟာမျိုးလည်းရှိရပေါ့နော်ပြီးတော့အောက်မှာဆိုလည်း security ကလည်း24နာရီရှိရလုံခြုံစိတ်ချမိမိလည်းဖြစ်တယ်ပေါ့နော်အကျန်သူကျန်တာကတော့အဲဒီခါလေးကသူတို့ဝန်ထမ်းအပြောင်းလဲလေးနည်းနည်းများရလို့ခံစားရတယ်ပေါ့နော်ဆိုတော့တချို့ information လေးနည်းနည်း miss ဖြစ်သွားပြီးတော့မတို့အစားအနေပြန်ပြန်လေးရှင်းပြရတဲ့ဟာမျိုးလေးကဖြစ်တတ်တယ်ပေါ့နော်အဲဒါလေးလောက်ပါမယ်ဟုတ်ကဲ့ မလေးအလိုဖန်ဆယ်လေးရတော်တော်လေးအဆင်ပြေပါတယ်ဒီ gym ဆိုလဲပေါ့နော် gris ဟိုပစ္စည်းဟိုဂရိယာတော်တော်ဆုံးလင်းရှိလို့ဆော့လို့အဆင်ပြေတယ်အဲပြီးတော့မှဒီ step ပြလက်ပြဆိုလဲပေါ့နော်ဒီ6လ22လမှာလမ်းလေးရှောက်တယ်ဆိုလဲအင်အားပြူလေးကြည့်ပြီးတော့လေးလေးတပူနဲ့အဆင်ပြေရပေါ့နော်ဆိုတော့ဒီနောက်တော့ပတ်ဝန်းကျင်နေထိုင်တဲ့သူပတ်ဝန်းကျင်ကလည်းအဲဟိုပေါ်တော့တက်တက်ဆိတ်ဆိတ်နဲ့အလိုလိုတူအားနဲ့တူလေးနေကြရဲဆိုတော့ပေါ့နော်ဒီ nursery ပုံပေါင်းဖြစ်နေတော့အဲတော်တော်လေး balance လက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ ။ဒီမှာနင်းနေတော့ဒီ main thing ဆိုတဲ့တည်းလည်းရရမှာเนาะ။ဆိုတော့မတို့ဒီ business networking ကိုလည်းဒီကြည်ကြပြတ်ပြန်လေးဖြစ်လာစေရပေါ့เนาะ။ဆိုတော့ခုနကတော့ facility နဲ့လည်းမှ enjoy ဖြစ်တယ်ဆိုတော့လေအဲသဘောကျပါတယ်။ဟုတ်ကဲ့။ ပြောဖြစ်ပါတယ်ဟိုတငယ်ချင်းတွေကလာကြတယ်ဆိုရင်လည်းပေါ့နော်ဒီကွန်လုံးနေထားလေးတိုက်တယ်ဆိုမှလိုက်ပြပေးတယ်ဒီမှာဆိုဘလိုပေါ့နော်ဒီဟို public common area တွေဘလိုထားပေးထားတယ်ဆိုတာမျိုးလေးဒီ veranda ပိုင်းကျဲဝန်းနဲ့ဆိုတာမျိုးလေးကိုယ်တိုင်လည်းကြိုက်တော့ပေါ့နော်သူတို့တွေလည်းပြောပြချက်တယ် recommend လည်းလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်ဒီ luxury condo ပေါ့နော်ဝယ်ဖို့စိတ်ဝင်စားနေရတဲ့လူတွေဆိုရင်တော့ဒီ diamond area condo ကိုလာပြီးတော့လေးလာကြည့်တင်တယ်လို့တော့မှပြောချင်ပါတယ်ရှင့် စစ်တမဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ Diamond Air Palace Condo မှာနေထိုင်တဲ့မဆုရင်ဝင်ကနေပြီးတော့သူ့ရဲ့နေထိုင်ရတဲ့အတွေ့အကြုံတွေကိုပြန်နေပြီးရှင်းလုပ်ပြီးသွားတာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုး Diamond Air Palace Condo မှာနေထိုင်တဲ့အတွေ့အကြုံတွေကိုရှင်းလုပ်ပြီးသွားတဲ့မဆုရင်ဝင်ကိုလည်း Diamond Air Palace Condo ကိုစားညီမတို့ညီမတို့ရဲ့တရားနေကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒါ့အပြင် Diamond Air Palace Condo ရဲ့မိရောင်မိတ်တွေအတွက်အထူးစီစဉ်နေလဲအခုမေလ31ရက်နေ့ညနေ9:00နာရီကနေ10:00နာရီထိ Cocktail Party နဲ့ Rondo စီစဉ်နေစီစဉ်ပေးထားပါတယ်ရှင်ဒါကြောင့် Diamond Air Palace Louis Condo ရဲ့အခမ်းအနားအလပတွေကိုခန်းစားရင်းနဲ့ Cote d'Ivoire ကိုလည်းပါဝင်ဆင်နွှဲဖို့အတွက်ညီမတို့ညီအစ်ကိုတွေကနေဖိတ်ခေါ်လိုက်ပါတယ်ရှင်။